င်္ဂလာပါရှင်။တောင်လိုင်းထိုင်းရဲ့နိုဝင်ဘာလ3ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားကြရမှာပါ။တောင်လိုင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လိုင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပြပါရှင်။ဒီကနေ့နေ့လည်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မောတောင်မြို့မှာတိုက်ပွဲဖြစ်လို့မြို့လုံးကျွတ်ထွက်ပြေးနေရတဲ့တဲ့တင်နဲ့ တလာတွင်စစ်ကောင်ပြင်တပ်ဖွဲ့ဝင်တရားကျော်လက်နက်ချအလင်းဝင်လာတဲ့တရင်တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတရင်တွေမှာတော့အမေရိကန်အစိုးရပိတ်သိမ်းမှုကိစ္စမှာကြီးကြီးမားမားအောင်ပွဲရတယ်လို့ထရန်ပြောလိုက်တဲ့တရင်အထောက်ချအာနာကကွယ်ရေးထိုင်းစစ်တပ်ကိုမီးစိမ်းပြထားတဲ့တရင်တွေအပြင်အာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်လက်တရင်တွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် နင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတောင်မြို့မှာဒီကနေ့နိုဝင်ဘာလ12ရက်နေ့မနက်ပိုင်းကစပြီးတိုက်ပွဲတွေဖြစ်ပွားနေလို့မြို့လုံးကျွထွက်ပြေးနေရကြောင်း KNU တပ်မှလီတာဝန်ရှိသူတွေကတနင်္ထမ်းမှုပြောပါရယ်ဒီကနေ့မနက်6နာရီလောက်ကစတင်ပြီးမြို့အနီးမှာအင်အားတရာခန့်ရှိတဲ့စစ်ကောင်ရှင်တပ်နဲ့ KNL ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေရကြောင်းမြို့တွင်းနေပြည်သူတွေအားလုံးထိုင်းဘက်ခြမ်းကိုထွက်ပြေးနေရတယ်လို့ဆိုပါရယ်ရှင် တိုက်ပွဲမဖြစ်မီနှစ်ရက်လောက်မှကတည်းကမောတောင်အခြေဆိုင်တက်စခန်းကနေမြို့ထဲကိုလက်နက်ကြီးနဲ့ပစ်နေလို့ဒေသခံတချို့တင်းရှောင်နေရပြီးနိုဝင်ဘာလ12ရက်နေ့တိုက်ပွဲတွေကြောင့်လက်ကျန်ဒေသခံပြည်သူတွေအားလုံးထွက်ပြေးသွားရတဲ့အဖြစ် ရောက်ရှိခဲ့တဲ့အကြောင်း KNU တပ်မဟာလေးတာဝန်ရှိသူတဦးကပြောပါရယ်။တိုက်ပွဲနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်မောတောင်မြို့ခံတထောင်ကျော်ဟာထိုင်းဘက်ချမ်းဒန်စီခွန်ဂိတ်ဘက်ကိုထွက်ပြေးနေရပြီးထိုင်းဘက်ချမ်းကလည်းနိုင်ငံအတွင်းပေးမှုဝင်တာကြောင့် နေဆက်ကိတ်မှာပြိမိနေကြပါရဲ့ရှင်။မနက်9:00နာရီလောက်မှာတော့စစ်ကောင်ရှင်ဘက်ကမောတောင်အတွင်းထဲကိုတိုက်လေရင်နဲ့ဘုံနှလုံးလာရောက်ကျဲချခဲ့ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးဘူးလို့ဆိုပါရယ်။တိုက်ပွဲမှာနှစ်ဖက်လက်နက်ကြီးအပြန်အလှန်ပစ်ခတ်တာ drone ပုံချတာတွေကြောင့်တိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်သေးဆုံးမှုအခြေအနေတွေကိုတော့မသိရသေးပါဘူး။ မျိုးကန်တွေဟာနိုဗင်ဘာလ10ရက်နေ့ကစတင်ကဆစ်ဆောင်နေရပြီးထိုင်းဘတ်ချန်ကလည်းအဝင်မခံတာကြောင့်နေဇက်ဂိတ်အနီးမှာစုဖွဲ့နေထိုင်ရတဲ့အပြင်အစားအသောက်အမိုးအကာနဲ့တောက်ရည်လိုအပ်ချက်တွေရှိနေတယ်လို့သိရပါဗျ။မောတောင်မျိုးကို KNL ပူပေါင်းတပ်တွေပိတ်ဆို့ထားတာ3လနီးပါးအထိရှိနေပြီဖြစ်သလိုမောတောင်မျိုးကိုစစ်ကူလာနေတဲ့စစ်ကြောင်းတွေဟာလည်းတန်ခွန်ကျေးရွာအနီးမှာ KNL ပူပေါင်းတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်တာကိုခံနေရပြီးရှေ့ဆက်မတိုးနိုင်ပဲရှိနေတယ်လို့သိရပါဗျ။ 2025ခုနှစ်အောက်တိုဘာလတလအတွင်းနိုင်ငံတော်မှာစစ်ကောင်ရှင်ရဲ့စစ်သားအပါအဝင်ရဲနဲ့ပြည်သူစစ်စုစုပေါင်း125ဦးအထိလက်နက်ချအလင်းဝင်လာခဲ့တယ်လို့ပြည်သူ့ပန်းနိုင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလတရက်နေ့ကနေ31ရက်နေ့အထိနိုင်ငံတော်မှာစစ်ကောင်ရှင်တပ်သားရဲနဲ့ပြည်သူစစ်125ဦးဟာတော်လိုင်းတပ်ဖွဲ့တွေထံကိုလက်နက်ချအလင်းဝင်လာတာနဲ့စစ်တုံးပန်းအဖြစ်နဲ့ဖမ်းဆီးခံရမှုတွေရှိခဲ့ပါတယ်။စစ်ကောင်ရှင်ဘက်ကအလင်းဝင်လာတဲ့သူတွေထဲကစစ်သား45ဦးအနက် 35ဦးဟာစစ်မှုရန်တင်းနှန်းစဲတပ်သားတွေဖြစ်ပြီးရဲတအူပြည်သူဆက်3ဦးပါဝင်တယ်လို့စစ်တောင်ပန်းအဖြစ်နဲ့ဖမ်းဆီးခံရသူအယောက်80ပါဝင်တယ်လို့ဆိုပါတယ်ရှင်။အဲဒီထဲမှာတနင်္သာရီတိုင်းမှာ12ဦး၊ပဲခူးတိုင်းမှာ8ဦး၊စကိုင်းတိုင်းမှာ6ဦးနဲ့အတီတီအလင်းဝင်ခဲ့တာဖြစ်ပြီးစစ်တောင်ပန်းအဖြစ်နဲ့ဖမ်းဆီးခံရသူတွေဟာမကွေးတိုင်းမှာ38ဦးနဲ့အများဆုံးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလအထိနိုင်ငံတော်မှာစစ်ကောင်ဖြစ်ထံကနေလက်နက်ချအလင်းဝင်လာသူစုစုပေါင်း2146ဦးအထိရှိတယ်လို့ပြည်သူ့ဗန်းနိုင်အဖွဲ့ရဲ့အထက်လက်တွေအရသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ အမေရိကန်စစ်ပြန်များကိုဂုံပြူတဲ့နှစ်ပတ်လည်အခမ်းအနားမိန့်ခွန်းပြောကြားရမှာတမရဒေါ်နယ်ထရန့်ကအမေရိကန်အစိုးရဌာနတွေအရှိကြဆုံးပိတ်သိမ်းထားရမှုနဲ့ပတ်သက်လို့ကြိုင်ဘက်ဒီမိုကရက်တို့အပေါ်အောင်ပွဲရလိုက်တယ်လို့နိုဝင်ဘာလ17ရက်မှာပြောလိုက်ပါတယ်။လွှတ်တော်ဆိုင်ရာလိတ်ခဲတဲလဲအချိန်နီးအဆုံးသက်စီရီလမ်းပွင့်သွားစေမယ့်သဘောတူညီမှုအတွက်ဒီမိုကရက်တို့ကနိုဝင်ဘာလ10ရက်မှာရီပက်ဘလစ်ကန်တွေနဲ့အတူထောက်ခံမဲ့ပေးခဲ့ကြတဲ့အချက်ကိုထရန့်ကအမိအယပြောဆိုလိုက်တာဖြစ်ပါတယ်။ အလင်တို့အမျိုးသားတုတ်တံမှာကျင်းပတဲ့စစ်ပြန်များနေအခမ်းအနားတက်ရောက်သူတွေထဲ Republican လွှတ်တော်အမတ် Mike Johnson ကိုသတိပြုမိသွားချိန်မှာ Trump ကအရန်ကြီးမားတဲ့အောင်ပွဲအတွက်ဂုဏ်ယူပါတယ်လို့ပြောကြားခဲ့တာပါအစိုးရဌာနများပိတ်သိမ်းထားရမှုကြောင့် Federal အလုပ်သမားတန်းလောက်လောက်ခလာစာမရဖြစ်ခဲ့ပြီးအားလဲရရသည့်မတိုင်ခင်လေကြောင်းခရီးသွားလာမှုတွေအနှောက်အယှက်ဖြစ်ခဲ့ရသလိုဝင်ငွေနဲ့အိမ်ထောင်စုတွေအတွက်စားနပ်ရိက္ခာအကူအညီတွေအနေနဲ့ကြားရောက်ခဲ့ပါတယ် ဇန်နဝါရီလအထိအစိုးရအဖွဲ့ကိုရန်မုံငွေထောက်ပံ့မဲ့သဘောတူညီချက်တရက်ကိုအထက်လွှတ်တော်ဒီမိုကရက်အမတ်ရှုဦးကထောက်ခံခဲ့ကြတာဖြစ်ပါတယ်။အခုတော့အဲ့ဒီဥပဒေကြမ်းကိုအောက်လွှတ်တော်ကမဲခွဲဆုံးဖြတ်ဖို့ရှိနေတာကြောင့်အမေရိကန်အစိုးရဌာနတွေပိတ်သိမ်းထားရမှုဟာနိုဝင်ဘာလ14ရက်လောက်မှအဆုံးသတ်သွားနိုင်ပါတယ်။ ဒါပေမဲ့အဲ့ဒီလောက်ရကြောင့်ဒီမိုကရက်တို့ကြားသဘောထားကွဲလွဲမှုဖြစ်ပေါ်လာပြီးသူတို့အနေနဲ့ကျမ်းမာရေးဆောက်ရှောက်မှုထောက်ပံ့ကြေးပေးမှုတည်တံ့တိုးရေးတောင်းဆိုခဲ့တဲ့နယ်လို့ပြောဆိုနေကြပါတယ်။ကျမ်းမာရေးဆောက်ရှောက်မှုထောက်ပံ့ကြေးပေးတဲ့ကိစ္စဟာအစိုးရဌာနများပိတ်သိမ်းထားရမှုတိုက်ပွဲရဲ့အဓိကနေရာမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ပြည်내၃ခုကရွေးကောက်ပွဲတွေမှာအနိုင်ရတဲ့အတွက်ဒီမိုကရက်တို့အောင်ပွဲခံပြီးနောက်ရပ်ပိုင်းအကြမ်းအဲ့ဒီသဘောထားကွဲလွဲမှုထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြည်내၃ခုကရွေးကောက်ပွဲတွေမှာဒီမိုကရက်တို့ပဲအနိုင်ရခဲ့တာကြောင့်နေထိုင်စားသောက်မှုကုန်ကျစရိတ်ပြဿနာနဲ့ပတ်သက်လို့ Trump အစိုးရအပေါ်ဖိအားပိုများလာခဲ့ပါတယ်။အစိုးရဌာနများပိတ်သိမ်းထားရမှုအတွင်းထုတ်ပယ်ခဲ့တဲ့ Federal အလုပ်သမားတွေကိုအလုပ်ပြန်ခန့်မဲ့သဘောတူညီမှုမှာပါရှိတဲ့သတ်မှတ်ချက်တွေအတိုင်းလိုက်နာမယ်လို့ Trump ကနိုဝင်ဘာလ၁၀ရက်ကပြောထားပါတယ်။ အမေရိကန်သမ္မတတွေဟာစစ်မှုထမ်းတွေကိုမိန့်ခွန်းပြောကြားရမှာနိုင်ငံရေးအရာပါတီဆွဲပြောဆိုမှုကိုရှောင်ရှားလေးရှိကြပေမဲ့ထရန့်ကတော့တခါပြန်အစင်လာချိုးဖောက်ပြီးအခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်နိုဝင်ဘာလ17ရက်စစ်ပြန်များနေ့ကိုပထမကဘာစစ်အောင်ပွဲနေ့အဖြစ်ပြောင်းလဲတက်မှတ်ပြီးမေလ8ရက်ကိုလည်းဒုတိယကဘာစစ်အောင်ပွဲနေ့အဖြစ်ဂုံပြူတက်မှတ်မယ်လို့ထရန့်ကပြောဆိုထားပါတယ် မြေမြုံမိုက်ပောက်ကွဲမှုကြောင့်ထိုင်းစစ်သား၄ဦးဒဏ်ရာရရှိခဲ့ပြီးတဲ့နောက်ကမ္ဘောဒီးယားနဲ့ငြိမ်းချမ်းရေးသဘောတူညီမှုနဲ့ဆက်ဆက်တဲ့လုံရအားလုံးကိုထိုင်းစစ်ကရပ်ဆိုင်းထားပြီး နိုင်ငံတော်ချုပ်ချာအနာကိုကာကွယ်ရေးလိုအပ်တဲ့စစ်စင်ရေးတွေအပြည့်အဝပြုလုပ်ဖို့စစ်တပ်ကိုခွင့်ပြုထားပါသည်။ထိုင်းအရှေ့မြောက်ပိုင်းနယ်စပ်စီစာခတ်ပြည်နယ်မှာနိုဝင်ဘာ10ရက်ကဖြစ်ပွားခဲ့တဲ့မိုင်းပေါက်ပွဲမှုကိုတွန့်ပြန်တဲ့အနေနဲ့ထိုင်းဝန်ကြီးချုပ်အနုတင်ဦးဆောင်ပြီးတော့နိုဝင်ဘာ17ရက်ကအမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကျင်းပခဲ့ပါသည်။အစည်းအဝေးတရောက်သူတွေကအခြေခံမှု၃ချက်ကိုဆွေးနွေးခဲ့ကြတယ်လို့အစည်းအဝေးပြီးမှကာကွယ်ရေးဝန်ကြီးနာတာဖုန်ကပြောပါတယ်။ ထိုင်းနိုင်ငံအတွင်းမြေမြုံမိုင်းတွေရှိနေတာဟာဥပဒေချိုးဖောက်မှုဖြစ်ပြီးတော့ထိုင်းနိုင်ငံရဲ့ချုပ်ချာအဏာကိုတိုက်ရိုက်ထိခိုက်စေတယ်လို့ဆိုရတာထပ်မံအတည်ပြုပါတယ်။အစိုးရအနေနဲ့နိုင်ငံရဲ့ချုပ်ချာအဏာကိုကာကွယ်သွားမယ်လို့ဝန်ကြီးဘိုချုပ်နတ်တဖုံကဆိုတာပါ ထိုင်းနိုင်ငံသားတွေရဲ့အသက်အိုးအိမ်စီးဆိုင်တွေနဲ့စစ်သားတွေကိုလည်းမိမိတို့တက်စွမ်းသမျှကာကွယ်ပေးတော်မှာဖြစ်ကြောင်းဝန်ကြီးကဖြည့်ဆွပြောပါသည်။ထိုင်းဆိုရကောင်စီကအရင်လက်မှတ်ရေးထိုးထားတဲ့ပူရဲငင်းချင်းရဲ့သဘောတူညီချက်ပါတတ်မှတ်ချက်အားလုံးကိုစိုင်းငံ့ထားလိုက်ပြီးလက်ရှိထိုင်းနိုင်ငံမှာထိန်းသိမ်းထားတဲ့ကမ္ဘောဒီးယားစစ်သား၈၈၀ကိုပြန်လွှဲပေးမယ့်ကိစ္စကိုလည်းနောက်ထပ်အတိမပေးခင်အချိန်ထိစိုင်းငံ့ထားလိုက်ပါသည်။ ကမ္ဘောဒီးယားကကောင်းမွန်တဲ့ယုံကြည်မှုနဲ့ဆောင်ရွက်လိမ့်မယ်လို့ထိုင်းကမျှော်လင့်ထားတုံးပဲလားဆိုတဲ့မေးခွန်းကိုပို့ချုပ်နာတာဖွန်ကထိုင်းစစ်တပ်မှာအဲ့လိုမျှော်လင့်တာမျိုးလုံးဝမရှိခဲ့ဘူးလို့ပြောပါရည်။အခုချိန်မှာထိုင်းရဲ့ချုပ်ချာအာဏာပိုင်နယ်နိမိတ်အတွင်းလှုပ်ရှားမှုတွေကိုပဲအာယုံအတိအကျစိုက်သွားမယ်လို့သူကပြောပါရည်။ လုံခြုံရေးစီစဉ်တွေကိုထပ်ပြီးတင်းကျပ်သွားမှလားလို့မင်းမြန်ရမှာတော့ဗိုလ်ချုပ်နတ်တာဖုန်းကတင်းကျပ်ပြီးဖြစ်ကြောင်းပြောပါရီအိတ်ကျညာချက်ကိုဆိုင်းငံ့လိုက်ပြီးတဲ့နောက်ပိုင်းထိုင်းနယ်မြေထဲမှာစီးရေလှရှားမှုတွေပိုများလာတာတွေ့ရပါတယ်။ဒါပေမဲ့စစ်စင်ရေးတွေရဲ့တိစိချက်လက်တွေကိုဖော်ပြလို့မရဘူးလို့ထိုင်းစစ်တပ်ကပြောပါရီ။အထူးသဖြင့်နေဆက်မှာတန်ဆူချိုးအကာရန်ကိုဖယ်ရှားလိုက်ပြီးထိုင်းဘက်ခြမ်းမှာမြေမြုံမိုင်းတွေလှည့်ဝှက်ထောင်ထားတဲ့ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ဗိုလ်ချုပ်နတ်တာဖုန်းကအသေးစိတ်ကိုပြောဖို့ညင်းပါတယ်။ ကြွကြတိုက်ခိုက်မှုဝင်ရမှုတွေရှိလာခဲ့ရင်အခြေအနေပေါ်မူတည်ပြီးတော့အပေါ်စားလက်နက်တွေကနေလက်နက်ကြီးတွေထိအသုံးပြုသွားမှာဖြစ်ကြောင်းသူကပြောပါတယ်ကမ္ဘောဒီးယားနဲ့နောက်ထပ်ဆွေးနွေးမှုတွေရှိလာအောင်မလားလို့မြင်မြင်ရမှာတော့သူကသူ့အနေနဲ့ရောကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ပါဆွေးနွေးမှုတွေရှိမှာမဟုတ်ဘူးလို့ဆိုပါတယ်ကမ္ဘောဒီးယားဘက်ကရန်လိုတဲ့လောက်ရက်တွေမရှိတော့ဘူးလို့ထိုင်းစစ်တပ်ကကျင်းနဲ့လက်ခံလာတဲ့အချိန်ထိငြိမ်းချမ်းရေးသဘောတူညီမှုကိုဆိုင်းငံ့ထားမှာဖြစ်ကြောင်းဝန်ကြီးချုပ်အနုတင်ကပြောဆိုထားပါတယ် ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1945ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်အမှအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1944ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8449ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖန်စီထိန်သိမ်းခံထားရသူ2939ဦးအထိရှိလာပြီဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူ8315ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ800ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တလင်ထိုင်းမြေနေ့လည်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တော်လင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တော်လင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။